မင်္ဂလာပါရှင်။ Desalee Valley News ရဲ့နိုဝင်ဘာ29ရက်နေ့ည7:00နာရီထိနောက်ဆုံးရနှုပညာသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ပညာမကျက်ဘဲနဲ့ဇမင်းသားဖြစ်လာတာမဟုတ်ဘဲမြန်မာနိုင်ငံမှာအမြင့်ဆုံးဘွေရတဲ့ပညာကျက်မင်းသားဖြစ်ကြောင်းပရိသတ်တွေကိုခြားပြလာတဲ့အောင်စပုတ်ရဲ့သတင်း။မျက်နာကားမဲ့သားလေးကြောင့်မိသားစုနဲ့ခွဲခွာနေရတဲ့လူတစ်ယောက်ကိုငွေကုန်ကြခံပြီးကုသပေးတော့မယ်။ခိုင်နေဝေရဲ့သတင်း။ရွှေဆိုင်ကျုံညာရိုက်ခဲ့ပေမဲ့ကိုရောင်ကိုဝါမရှိလို့လူပြောများနေတဲ့မိုးရီကိုရဲ့သတင်းပါဝင်။ ရုပ်ရှင်ယုံနဲ့လူတယောက်မှမဝင်လို့ရှုံးပေါ်သွားတာကြောင့်အနုပညာလောကကိုစိတ်ပြည့်နေရတဲ့ယုံလေးရဲ့သတင်းကိုရှုစားရမှာဖြစ်ပါရဲ့ရှင်။မျက်နာကအမှန်သားလေးကြောင့်မိသားစုနဲ့ခွဲခွာနေရတဲ့လူတယောက်ကိုငွေကုန်ကြားခံပေးကုသပေးတော်မူခိုင်နေဝေးအားလုံးပဲမင်္ဂလာပါရှင်။သစ္စာလေးဝေဒီနူပေးကနေပြန်လည်ကကြိုဆိုလိုက်ပါရစေ။ ခန်းနီဝေကကလေးတွေကိုပဲကဲတင်နေတာမဟုတ်ပေဈေးကူတာဖို့အတွက်ခက်ခဲရှင်လဲကူညီပေးတတ်ပါရဲ့လာရောက်လိုတဲ့ခြားတဲ့ငွေတွေတဲကနေကုန်ကြခံဈေးကူပေးနေတဲ့ခန်းနီဝေဟာဒီတစ်ခါမှာတော့မုံမြတ်တဲ့ကုသိုလ်ကြီးကိုပြုခွင့်ရသွားခဲ့ပါရဲ့ဒီတစ်ခါမှာကုသပေးမဲ့သူကစိတ်ကဲမှာဆန်အိမ်ထန်းနဲ့ကုန်ထန်းသမားတယောက်ဖြစ်ပါရဲ့သူရဲ့မျက်နှာမှာအမဲဆက်ကြီးတစ်ခုရှိနေပြီးတော့တဖြည်းဖြည်းနဲ့ကြီးထွားလာပါရဲ့ဒီမဲဆက်ကြီးကြောင့်ပဲသူ့ရဲ့သမီးတွေကအဖေမတော်ခြင်းကြပဲတည်တတ်နေကြပါရဲ့ အဲ့ဒါကြောင့်ကုန်ထမ်းသမားကမိသားစုနဲ့တူမနေပဲတယောက်တည်းနေထိုင်ရတာပါမိသားစုနဲ့တူနေခြင်းပဲလေဒီမဲ့သားကြောင့်ပဲသမီးတွေရဲ့စွန့်ပယ်မှုကိုခံရပြီးစိတ်မကောင်းဖြစ်နေရပါတယ်ဒီမျိုးသားကခိုင်နှွေဝေကိုလာရောက်ကူညီတောင်းခဲ့ပြီးနောက်မှာကုသဖို့အတွက်ကူညီသွားတော့မှာပါရွှေတော်ဝင်အထူးကိုစေးယုံကြီးနဲ့ပူးပေါင်းပြီးတော့လိုအပ်တာတွေကိုစစ်ဆေးသွားမှာဖြစ်ပြီးလိုအပ်တဲ့ထောက်ပံ့မှုတွေကိုလည်းလှုပ်သွားမှာဖြစ်ပါတယ် ကုသပြီးသွားရင်တော့အိမ်မျိုးသားရဲ့မျက်နှာမှာရှင်းလင်းသွားမှာဖြစ်တာကြောင့်သူ့ဘဝမှာလည်းယုံကြည်မှုပြည့်နေနေနိုင်တော့မှာပါ။ဂျာရီမကာသေးပဲနဲ့သူ့သမီးတွေထံကလည်းဖေးဆိုတဲ့အတိမဲ့ပြုမှုကိုလည်းရှားနိုင်မှာဖြစ်တယ်လို့ခိုင်နေဝေဟာကုသပေးမှာဖြစ်ပါရည်။ဒီမျိုးသားကစိတ်ကမ်းမှာစိတ်အိတ်ထဲနဲ့လုပ်ကိုလုပ်ရပြီးတအိတ်ထဲမှာ၂၀၀ချက်သားရရှိပါရည်။တရက်ကိုဝင်ငွေထောင်ကနေလောက်သားရရှိတာကြောင့်အလွန်နဲ့ပါတဲ့ပမာဏဖြစ်ပြီးငွေကြီးလည်းမတတ်နိုင်ပါဘူး။နေပါတဲ့ဝင်ငွေကြောင့်မဲ့မှန်အောင်လည်းမစားရတဲ့ရက်တွေရှိပါရည်။ သူ့မှာသမီး၃ယောက်ရှိပေမဲ့သမီးကြီးရဲ့ဇနီးတွေကကွယ်လွန်သွားပါပြီ။ကျန်တဲ့သမီးနှစ်ယောက်ကအဖေနဲ့နေရင်ထမင်းနဲ့မအားမစားရတဲ့ပြင်ဒီလိုမျက်နှာကြီးကိုလည်းရှက်တယ်ဆိုပြီးဆက်သွေးဖြတ်ထားတာပါ။ဆွေမျိုးတွေရဲ့အိမ်မှာပဲသွားနေပြီးအိမ်ကိုလည်းအလားမခံခဲ့ပါဘူး။သူ့အတွက်တော့စံတန်းသမားဖြစ်နေတာနဲ့မျက်နှာကအမတ်သားကြီးဟာမိသားစုနဲ့ဝေးကွာစေတဲ့အကြောင်းရင်းဖြစ်စေပါရဲ့။သားသမီးတွေကိုငယ်စဉ်တည်းကစိတ်အိတ်ထမ်းပြီးကျွေးမွေးလာပေမဲ့တိတဲ့ရွယ်မှာတော့ဒီလောက်ကိုရှက်စရာဖြစ်သားမြင်လာကြပါရဲ့။ဒါကြောင့်မေ ဆန်တန်းသမားပြပြာသမီးတွေနဲ့ဝေးကွာပြီးနေရတာပါတကယ်တော့သူမျက်နှာမှာမွေးတုံးကတော့အမဲဆက်လေးတစ်ခုပဲပါဝင်ခဲ့တာပါအဲ့ဆက်လေးကိုငယ်စဉ်တည်းကဖျက်လိုက်ရင်ဒီလောက်အထိမကြီးမလာနိုင်ပေမဲ့မတိခဲ့တာကြောင့်ဒီတိုင်းပဲနေပြစ်သွားခဲ့ပါတယ်တပိပိနဲ့ကြီးမလာတဲ့နောက်မှာမျက်နှာတစ်ဆန်းလုံးနှီးပါးကိုအုပ်လူမတဲဖြစ်နေပြီးမျက်လုံးအမြင်အာရုံလည်းအားနေလာပါတယ်မျိုးလုံးတစ်ဖက်ကိုပဲအာယုံပြုတ်ပြီးတော့အလုံးလုံးနေရတဲ့သူ့ရဲ့ဘွားကတကယ်တော့တနာစရာကောင်းနေပါရဲ့။ဘဝမှာကျင်းတယ်နေလို့လည်းပြောခင်ရတဲ့ပြင်ဝင်ငွေကလည်းနေပါနေခဲ့ပါရဲ့ အမီးတွေကလည်းစုပ်ပြစ်သွားတဲ့ပြင်ဇနီးတွေကလည်းကွယ်လွန်သွားလို့စရောကိုပါဝန်းနေရတဲ့ဘဝဖြစ်နေပါရည်ဒီလိုခက်ခဲတဲ့ဘဝကိုမျောလင်းချက်လေးတွေဖြစ်လာအောင်ခိုင်နှွေကအကူအညီပေးလိုက်တာပါသူတွေတစ်သက်လုံးဒီလိုပဲနေသွားရမယ်လို့ထင်ပေမဲ့လည်းခိုင်နှွေကအကုန်ခံပြီးကုသပေးတော့မှဖြစ်တဲ့အတွက်ယုံကြည်မှုပြည့်နေနိုင်တော့မှာပါရုပ်ရည်လည်းပြောင်းလဲသွားမှာဖြစ်လို့သမီးတွေနဲ့လည်းပျော်ပျော်ရွှင်ရွှင်နေနိုင်အောင်ဖန်တီးပေးလိုက်တဲ့လူဖြစ်ပါရည်ကလေးတွေကိုပဲကဲတင်တာမဟုတ်ပဲတကယ်လို့အဲ့သူတွေကိုပါအကူအညီပေးနေတဲ့ခိုင်နှွေရဲ့အလူတွေက တကယ်ထရောက်ရလားဆိုတာ comment မှာပြောခဲ့ပေးပါဦးရှင်ရုပ်ရှင်ရုံနဲ့လူတယောက်မှမဝင်လို့ရုံပေါ်သွားတာကြောင့်ဥပညာလောကကိုစိတ်ပြတ်နေတဲ့ရုံလေးရုပ်ရှင်လောကမှာယုံတင်ပြီးရရှုံးပေါ်ရဆိုတာရှိသမျှဖြစ်ပေမယ့်အခုရှင်လေးဂျုံလိုက်ရရဖြစ်ပျက်ကတော့ရုပ်ရှင်သမိုင်းမှာစံချိန်တင်လောက်တဲ့အခြေအနေဆိုကြည့်တစ်ခုဖြစ်ပါရင် အဆိုတော်တရုတ်ဆောင်ရော်လေးကိုရိုင်းဦးစီးရိုက်ကိုကြရီမြို့ပြတွေကလမ်းမများဆိုရဲရုပ်ရှင်စကားကြီးဟာရုံတင်တဲ့ပထမဆုံးနေ့မှာတင်ကြည့်ရှုသူပရိသတ်တရားမှမရှိတဲ့အဖြစ်ဆုံးနေကြုံခဲ့ရပါရင်ဒီစကားဟာတာမဲရှိုက်ကူးထားတာမဟုတ်ပါဘူးရော်လေးကိုရိုင်းကအက်ရှင်ကားဂန်စတာတွေကိုအာတန်သူပေပေဒီကားတွေငွေကြီးအားဖြင့်တင်းချောက်တာကြောင့်ကုန်ခံထားတယ်လို့အချိန်အားဖြင့်လည်းတနေ့ခွဲကျော်လောက်ချိန်ပေးပြီးစနစ်တကျပြင်ဆင်ရိုက်ကူးထားတာလို့သိရပါရယ် တရုတ်ဆောင်တွေအနေနဲ့လည်းနိုင်ငံကျော်မင်းသားတိုင်ရောအလှမင်းချက်ချက်တုံးနဲ့အခြားလူပညာရှင်များစွာပါဝင်အားပေးကြတာပါ။ချိန်မဲရလက်ကရင်ခွဲစရာပါပဲ။ရုံတင်တဲ့ရံမှာလက်မဲ့ဝဲမဲ့သူတယောက်မှမရှိတာကြောင့်ရုံတင်ရုံတွေကိုပြေးလိုက်ရတဲ့အခြေဖြစ်ခဲ့ရပါတယ်။ဒီဖြစ်ဖြစ်ကြောင့်ရုံလေးတယောက်တော်တော်လေးကိုစိတ်ထိတ်ကြိတ်ခွဲရပါတယ်။သူကဒီနေ့တနေ့လုံးမှာဝင်ဝင်နေဆုံးလူမဝင်ဆုံးစကားဖြင့်အမှတ်တမ်းဝင်သွားပြီလို့ဝန်နေစွာဝန်ခံပြောကြားလာပါတယ်။ဒီလိုပြရတဲ့ကြောင်းရင်းနဲ့ပတ်သက်ပြီးတော့ရုံလေးဟာသူ့ကိုဝန်ရံမပေးတဲ့အမှုပညာရှင်အတိုင်းဝိုင်းကိုအပြစ်တင်စကားဆိုထားပါရယ်။ သူမြင်မှာတော့သူမိခင်အမှုပညာရှင် ချို့အောင်သူ့ကိုကူညီပေးရင်အကြံဉာဏ်ပေးရင်ပရိသတ်တွေရဲ့ဝေဖန်တိုက်ခိုက်တာခံရမှာဆိုလို့ရှောင်ဖယ်နေကြရလို့ခံစားရပုံပါပဲအကူညီလိုတော့ကတော့ရှိကြပေမဲ့အခုလိုရေးကြည့်တဲ့အချိန်မှာဘေးကနေမရက်တီပေးကြတဲ့အတွက်သူ့ရဲ့စကားကအခုလိုရှုံးပေါ်ရတာလို့ရှင်လေးကယူဆနေပါတယ်ဒီနေရာမှာသင်ငယ်စာယူစရာတခုကတော့ဥပညာဆိုတာငွေကြေးတခုရယ်နဲ့တိဆောက်လို့မရဘူးဆိုတာပါပဲပရိသတ်ရဲ့ချစ်ချင်းမြတ်တာမပါဘဲဘလောက်ပဲငွေပုံအောင်ရှိုက်ကူးပါစေအောင်မြင်မှုဆိုတာဝေးကွာနေအောင်ပါ ရှင်လင်းနေနဲ့ဒီချက်ကိုမေးရောခဲ့ပုံရှားပါရင်ဂျာပင်သူပြောရင်မေးဆွေတူဆိုတဲ့စကားကလည်းအမှုပညာလောကရဲ့သဘောတဘာဝကိုကော့ကွင်းမြင်သားစေပါရင်အောင်မြင်ချိန်မှာဝိုင်းဝန်းမြောက်ပင်းကြပြီးလေးကြချိန်မှာခုတွဲမဲ့သူမရှိတဲ့လောကဒဏ်ကိုသူကိုယ်တိုင်ခါခါတီးတီးခံစားလိုက်ရတာပါတန်း6တောင်ဆိုတဲ့တန်ကြီးဟာကြီးမပင်ပဲလူမန်နီယာမန်ကိုတီးချခွဲမြင်လိုက်ကြတဲ့တင်ကင်းစာကတော့သူ့ဘဝတွေအဖိုးပြက်မရနိုင်ပါဘူးငွေကြေးဆုံးရှုံးမှုတွေစိတ်သက်ပိုင်းဆိုင်ရာထိုးနှက်ချက်ကပိုကြီးမားနေပုံရှားပါရင် ဒါကြောင့်လေဂျုံလေးဟာနောင်နောင်ပဲတော့မှရုပ်ရှင်ထက်မရိုက်တော့ဘူးအနုပညာလောကရဲကနေထွက်ခါတော့မေဆိုပြီးစိတ်နာနာနဲ့ကြုံညာလာခဲ့တာဖြစ်ပါတယ်ကိုဖန်နေထားတဲ့အနုပညာတခုကိုဘယ်သူမှအသိမဲ့မပြုတဲ့ပြင်မိတ်ဆွေတွေကပါပြစ်ပေးထားတယ်လို့ခန့်စားရတဲ့အခါဂျုံလေးတယောက်တော်တော်လေးစိတ်ပြည့်အာရုံသွားပုံပါပဲသိန်း၆တောင်ဆိုတာနေတဲ့ပမာဏမဟုတ်ပါဘူးဒီငွေကြေးတွေခြေထဲပြစ်ချလိုက်တယ်လို့ဆုံးရှုံးသွားတာဟာဂျုံလေးအတွက်တော့ဘဝရဲ့ကြီးမားဆုံးသင်ခန်းစာတခုဖြစ်လာခဲ့ပါတယ်ကေပရိသတ်ကြီးဂျုံလေးရဲ့ရုပ်ရှင်ကလူတယောက်မှမဝင်တဲ့ပုံမှာဘလို့မြင်ကြလဲ ဒါစကားရည်သွေးကြောင်လားဓမ္မမုံယုံလေးရဲ့ပုံရိပ်ကြောင် ပရိသတ်ကသပိန်မောက်လိုက်တာလားပရိသတ်ကြီးရဲ့အမြင်လေးပြောလေကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်ပညာမထက်ဖိနေဇမင်းသားဖြစ်လာတာမဟုတ်ပဲမြန်မာနိုင်ငံမှာအမြင့်ဆုံးပွဲရပြီးတော့ပညာတတ်မင်းသားဖြစ်ကြောင်းကိုပရိသတ်တွေကိုခြားပြလာတဲ့အောင်စဘူး ။လက်ရှိမြန်မာစစ်တမင်လောကမှာအောင်မြင်မှုအမြင့်ဆုံးမင်းသားတလက်ကိုပြပါဆိုရင်အောင်စဘူကိုလက်ညှိုးထိုးပြပါပါ။အချိန်တုန်းကဖိုးချင်းနဲ့စွမ်းဆောင်နေတော့ကမမရင်ညီမလေးတွေရဲ့တဲကိုတိမ့်ပိုက်ခဲ့တယ်လို့ခုခေတ်မှာမျိုးဆက်တွေဖြစ်တဲ့ဆိုင်းရင်မိုးနဲ့အောင်စဘူကပရိသတ်တွေချားထဲမှာရေပန်းစားဆုံးဖြစ်နေပါပြီ။အဲ့ဒီထဲမှာအောင်စဘူကတော့ပရိသတ်ခိုင်မာနဲ့ထိန်ဆောင်ကရက်တီနေရလို့စွန်းရမှာပါ။အောင်စဘူဟာတညာကိုတင်းရထောင်ချီပြီးတော့ထိတ်တန်းမင်းသားတရားဖြစ်နေပေမယ့်သူ့ရဲ့အမွေအားဆက်ဆံရေးကလည်းလုံးဝမမှန်မှန်မရှိပါဘူး။ပရိသတ်တွေပမာယင်းကိုရိုသေလေးစားပြီး ဟောင်းရင်ရင်ချင်းကအားလုံးကသိပါပဲ။ဒါဟာခြားခြားမဟုတ်ပါဘူး။စက်တင်လောကမှာပြိတ္တတွေကိုဖျားသဆိုလို့တံမိုထားရင်မင်းသားကြီးဖိုးချစ်ရဲ့တပည့်ရင်းတယောက်ဖြစ်ခဲ့ဝရာကြောင့်ဟောဆရာအထုံးကိုနှလုံးမှုပြီးတိတန့်လိမ်မာနေတာဖြစ်ပါရင်မကြသည်မြင်ကဖြစ်ပေါ်နေတဲ့ဖျားရဲ့တစ်ခုကိုပြိတ္တတကြီးမှတ်မိကြအောင်ပါပါ။စမမဖြောပြင်းနေတော့ပြိတ္တတယောင်ကခြေထောက်နဲ့ကန်ပြီးတော့ဆူချခဲ့တဲ့ရိုင်းဆိုင်တဲ့အပြုတ်မှုကိုခံခဲ့ရမိမိအောင်စဘူကရန်ကုန်ရင်ချင်းမတုံ့ပြန်ခဲ့ပါဘူးလူမညာသမားပြီးသားဇော်ဒေါသအောင်မျိုးတိတ်ပြီးပြုံးပြုံးလေးနဲ့ပဲဆက်လက်ကပြဖြောပြေးသွားခဲ့ပါရဲ့ ဒီလိုရင်းချက်တဲ့စိတ်ထားရောင်းနဲ့ပြိတ္တတွေကသူ့ကိုပို့ပြီးတော့လိမ့်စားချစ်ခင်လာကြတာပါဒီလိုစိတ်ထားပြင်းဝရင်မင်းသားလေးအောင်စဖို့ဟာအခုတစ်ခါမှတော့သူ့ရဲ့ပညာရေးချင်းနဲ့ပတ်သက်ပြီးပြိတ္တတွေကိုအားအသင့်စင်မဲ့အချက်တစ်ခုကိုချပြလာပါတယ်ဒါကြောင့်ကဇမင်းသားဆိုရင်ပညာရေးအားနည်းမယ်လို့ထင်ထားကြပါမယ်အောင်စဖို့ကတကယ်ပညာတဲ့ဘွဲ့ရမင်းသားတရားဖြစ်ပါတယ်သူဟာအမျိုးသားရင်ကျေးမှုနဲ့အနုပညာတက္ကသိုလ် National University of AN ကချာကနေဘွဲ့ရရှိထားသူလည်းဖြစ်ပါတယ်ဒီတက္ကသိုလ်ကနေဘွဲ့ရဖို့ဆိုတော့လည်း great ကိစ္စမှမဟုတ်ပါဘူး ညဉ့်ရင်ချင်းပြင်းနုပညာပါရမီတက်ခံမှာရှိမိမှသာတက်ရောက်ခွေဝဲဝင်ရရှိတာပါ။ဒါ့အကြောင်းအပြင်အောင်စမောဟာစာပေပညာမှာရောအနုပညာမှာပါထိုးချွန်ထပ်ပြတဲ့သူဆိုပြီးတက်တည်ပြနေပါတယ်။တကယ်တော့ဆက်တပင်လောကမှာပညာတတ်တွေရှားပါတယ်လို့အများကထင်မြင်ယူဆနေရှိပါတယ်။ဒါပေမဲ့အောင်စမောကတော့ဒီအမြင်ဟောင်းတွေကိုပြောင်းလဲပြစ်လိုက်ပါပြီ။တက္ကသိုလ်ကသင်ကြားပေးလိုက်တဲ့စာရေးလက်တွေပညာတွေကိုရိုးရသတင်းနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့သူရဲ့တင်ဆက်မှုတွေကပိုပြီးတော့တက်ရက်လှပကတွေ့ရပါတယ်။ဆက်စင်ပြင်းစင်မင်းလေးမောင်ကစာခင်မိတဲ့ဒီပညာတွေနဲ့ပေါင်းစပ်တင်ဆက်တာဟာ သူရဲ့ပညာရေးရှင်းကြောင်းလို့ဇုံးနိုင်ပါတယ်။ဒါပြင်လူငယ်တွေအတွက်စံပြပုဂ္ဂိုလ်ဖြစ်လာပါတယ်။အနုပညာဝန္ဒနာပိုင်ပညာရေးကိုဆက်လက်ဆရာမလို့ပဲနှစ်ခုစလုံးကိုဟန်ချက်ညီညီစူးစမ်းလိုက်ရတယ်ဆိုတာကိုသူကလက်တွေ့ပြသသွားတာပေါ့။ဆရာဖြစ်သူဖိုးချီရဲ့ပရိသတ်ကိုလိမ့်စားမယ်ဆိုတဲ့မူဝါဒနဲ့တက္ကသိုလ်ကရရှိထားတဲ့အနုပညာစိတ်တွေကိုပေါင်းဆက်သွားတဲ့အခါမှာတော့အောင်စဘူဟာရွှေဘော်မြတ်တယ်လို့တင်စားလာတဲ့ရှားပါမင်းသားတစ်လက်ဖြစ်လာပါတော့တယ်။ပညာနဲ့ပွင့်ရဖြစ်ပေမဲ့ကိုယ်ဝါဒနာပါတဲ့တန်ဖိုးထားတဲ့မြမစက်သမီးကိုထိမ့်သိမ်းဖို့အတွက်ဇမင်းသားဘဝကိုရင်းချေနေတာပါ။ ပညာနဲ့အမှုပညာကိုပေါင်းစပ်ပြီးဇာတ်သမင်လောကကိုမြင့်တင်နေတဲ့အောင်စဘူကိုပရိသတ်ကြီးတို့ကရောလေးစားအားကျမှုပစုံဖြစ်နေကြမှာ။ဂိမ်းပရိသတ်ကြီးရင်စိတ်ထားလဲကောင်းပညာလဲတန်အမှုပညာမလဲထူးချွန်တဲ့မင်းသားလေးအောင်စဘူကိုချင်ရင်အသေးလေးတွေပေးတော့ကြပါဦး။သူရဲ့ကျုံသောအားထုတ်မှုတွေပေါ်မှာဘယ်လိုမျိုးမြင်ကြလဲဆိုတော့ comment မှာပြောသားကြပါဦးရှင်။ ထောင်ကျေးကုန်ခံခဲ့ပေမယ့်လာကြည့်သူလက်စဲချောင်းပြေးခဲ့တာကြောင့်ခက်တွေ့နေရတဲ့ရှင်လီကျမတို့ရဲ့ The Celebrity New Channel လေးကနေပြန်လည်ကကြိုဆိုလိုက်ရှာပါရီရှင်လီကတော့အရှင်မင်းသားကြီးဖြစ်ရုပ်ရှင်လောကစီကိုခြေဆက်လာခဲ့သူဖြစ်ပါရီအဆိုလောကဘက်စီကိုအထိုင်းလျောက်အောင်မြင်ခဲ့ပေမယ့်လည်းရှင်လီကတော့အရှင်တွေနဲ့မှထိုးပေါက်လာခဲ့သူပါဒါကြောင့်လေမြို့ပြတွေကလမ်းမှာရုပ်ရှင်ကားကြီးကိုတိမ်းမောင်းထောင်တဲ့ခြေဖန်ပြီးပုံဖော်ခဲ့တာဖြစ်ပါရီလက်ရှိမှာတော့လာရောက်ကြည့်ရှုကြတဲ့သူတွေက လက်ချောင်းရေလိုပါရနေကြတာကြောင့်လေစိတ်မကောင်းဖြစ်နေကြရပါတယ်။ရုံလေးကတော့သိန်းပေါင်း6000တိအကုန်ခံက Hollywood Bollywood တိအောင်မြင်လာအောင်ထိကြိုးစားကြရပါတယ်။ဒါပေမဲ့လည်း Manchester နန်းထွက်ဟာချောကိုကိုနဲ့ Ronaldo လိုဖြစ်သွားကြရပါတယ်။ဒါကြောင့်လေအဆိုလောကဘက်ကသာတကြောပြန်ချိချတော့မှလေးဖြစ်ပါတယ်။မြို့ပြထဲမှာလမ်းမဆက်ကားဟာတစ်ဖက်မှာတော့စံချိန်အစ်တွေကိုရရှိလာကြပါတယ်။အရှင်ကားဖြစ်တဲ့ပြင်တဘာဝဆန်ဆန်ရိုက်ကူးရေးတွေကိုသာတစ်ဖက်မှာအသာပေးဖန်နေကြတာဖြစ်ပါတယ်။ ဒါကြောင့်လေတနေ့ခွဲကြော်ကြတဲ့အထိချိန်ယူခဲ့တာလေးဖြစ်ပါရယ်။လက်ရှိမှာတော့တိမ်မောင်းထောင်တဲ့ချီပုံဖော်ခဲ့ပေမဲ့လည်းချီရှုသူနေပါနေကြရပါရယ်။ဒါကြောင့်လေရုံမှာပိတ်ခဲ့ရသလိုငွေကြေးရပါအနည်းဆုံးဖြည့်စံချိန်သေးတင်သွားခဲ့ရပါရယ်။ရုံလေးကတော့ခုတင်ထားတဲ့မြို့ပြတွေကလမ်းမကိုအများကြီးစူးစမ်းထားခဲ့ပါရယ်။ပြင်ဆင်ချိန်လေတနေ့ခွဲကြော်ကြပါရယ်။ရုံထဲလူမရှိလို့အဆင်မပြေခဲ့သလိုနုပညာလောကကနေပါအနားယူဖို့ညှောသွားခဲ့ရပြီဆိုပြီးပါရှင်းပြလိုက်ခဲ့တာဖြစ်ပါရယ်။ရှုံလေးအနေနဲ့ဇိုးတွေနဲ့တူလက်တွေ့ဘွားကအဖြစ်ပြက်တွေကိုပါ သူမတူအောင်ပုံဖော်ထားခဲ့ပါတယ်။ဒါကြောင့်လည်းသူရဲ့မာခံပရိသတ်တွေကတော့ရှေ့ကိုမှဇွန်တက်ကလေးဖြစ်ချီကျူးနေကြပါတယ်။မျိုးပြတွေကလမ်းမဆက်ကားမှာတော့မင်းသမီးအနေနဲ့ထက်ထက်ထုံးကပါဝင်ကူညီထားခဲ့ပါတယ်။ဂျားပြင်မှာတော့တိုင်ရွန်အောင်လေးစနိုင်းထူးအလင်းရှားဝနာနဲ့ခန့်ကျော်တို့ကပါပါဝင်အားပြေးပေးထားခဲ့ရတာပါ။ရှုံးလေးကတော့ဆွေဆောင်ရာအမှုပညာရှင်ပေးပေးခြိုက်တာဖြင့်ပုံဖော်ထားခဲ့ပါတယ်။ဒါကြောင့်လေကိုရိုင်းပါဝင်တယောက်ဆောင်ခဲ့တယ်လို့စံညွန်းကိုပါကိုရိုင်းကိုကြစူးစမ်းရေးသားခဲ့တာဖြစ်ပါတယ်။ ။လက်ရှိမှာတော့နှုပညာရှင်ချုပ်ကပါဝင်းရံပေးလာခဲ့ရပါတယ်။ဒါကြောင့်လည်းယုံနေတီ surprise တိုက်ခါအားပေးသူတွေစီတွေ့ဆုံခဲ့ကြတော့မှလည်းဖြစ်ပါတယ်။ယုံလေးကတော့ပုံမမီးမိုက်လာတဲ့ပြင်ဒိုက်တာရှာမာပါထူးချွန်လာတာကြောင့်လည်းပျော်ရွှင်နေကြရတာပါ။ဒါကြောင့်လည်းအားပေးဝင်းရံမို့ချုပ်ကပါပြန်လည်ချပြပေးလာခဲ့ရပါတယ်။လက်ရှိမှာတော့ကောင်းမွန်ဆုံးအာတင်းကဖြစ်ကျော်နေကြရလေဖြစ်ပါတယ်။တိမ်မောင်းထောင်တဲ့ကြီးဖန်နေခဲ့ပေမဲ့လည်းဝင်းရံသူလက်ဆဲချောင်းမပြေတာကြောင့်စိတ်မကောင်းဖြစ်နေခဲ့တဲ့ရုံလေးပေါ်မှာမြင်လေးတွေကိုမျှဝေပေးခဲ့ပါအောင်ရှင်။ ရွှေဆိုင်ကြောင်ညာရိုက်ခဲ့ပေမဲ့ကိုယောင်ကိုဟာမရှိလို့လူပြောများနေတဲ့မိုဟိကိုလက်တော်လူမှုကွန်ရက်ဆောင်မြင်ရတဲ့ထမဝိုင်းမင်းမီကြီးမိုဟိကိုကိုထောင်ရဝိဆိုင်ရွှေဆိုင်ကြောင်ညာပုံရိပ်တွေကတတော်လေးကိုခရင်ရိုက်နေပါတယ်ဒီကြောင်ညာမှာမိုဟိကိုကရေရွှေရှင်ဝတ်စားထားတာမဟုတ်ဘဲနဲ့ရွှေပိတ်တာငါးပိတ်တာလောက်ရှိတဲ့ရွှေတဲတွေကိုတရုတ်အိမ်တွေကမြန်မာဆိုတဲ့ fashion ၃မျိုးနဲ့ကြီးကြီးခန်းနာစွာဝတ်ဆင်ရိုက်ကူးခဲ့တာပါဒါပေမဲ့ရလကတော့မျောလင့်ထားလို့ဖြစ်မလာခဲ့ပါဘူးရွှေတွေဘလောက်ပင်မြများဝတ်စုံတွေဘလောက်ပဲကြီးကြေပါစေပရိသတ်တွေရဲ့မျက်စိထဲမှာတော့ ။ဝေးကွင်းရဲ့ပုံစံဟာတောက်ပတဲ့လောက်မတောက်ပခဲ့ပါဘူး။သူပြင်တော့သူများရဲ့ makeup ပြင်ဆင်နေသူရဲ့ handbag မူရီကဂျော်ညာနဲ့မလိုက်ဖက်ဖက်နဲ့ဖြစ်နေပါရင်မျက်နှာထားကတီလုံးတင်းလုံးနေရကြောင်းရွှေရည်ချောင်းမှာလူကပြောက်တယ်လို့ဖြစ်ခါချက်တရေရှိမဲ့ဆောင်ကြည့်ရတော့လေးလံပူအိုက်ဆရာဖြစ်နေတယ်လို့သုံးသပ်ကြတာပေါ့။ဒီနေရာမှာပရိသတ်တွေကရွှေဆိုင်ဂျော်ညာဘီမားလို့တင်စားခဲ့ရတဲ့ဝင်းမုံရွှေကီကင်းနဲ့နှိုင်းရှင်ပြီးတော့ပြောဆိုလာပါရင် ကစ်ကစ်ကဆိုတာကရွှေဘလောက်ပဲမြမြဝတ်တာသူရဲ့ signature ဖြစ်ပြီးတော့ချိုသားတဲ့ပြုံးဝင်လက်တဲ့အတိုင်းနဲ့နူးညံ့တဲ့မျက်နှာသူမြင်နေကြောင်းရွှေတွေကသူ့ကိုလွှမ်းမိုးသွားတာမျိုးမရှိပါဘူး။သူမဝင်လိုက်ရင်ရွှေကပိုးလုံးတော်တောက်ပသွားတယ်လို့လူကလည်းပို့ပြီးတော့နှစ်သမီးလေးလိုလှပသွားတယ်ပါရင်ဒါပြင်ဖွဖွင့်ကိုကြည့်မယ်ဆိုရင်လေသူမကရွှေတွေကိုခင်မိတဲ့ဒီဇိုင်းနဲ့တွဲဖက်ဝတ်ဆင်တက်ပြီးတော့စမတ်ကြကြလှပနေရကိုတွေ့ရပါတယ်။မိုးရီကကတော့ဒီကြောင်ညမှာယူရံဆန်လုံးတဲ့ပုံစံကိုသွားပြီးမယ်။မျက်နှာကမော်ဒန်ဆန်ပြီးတော့တင်းမာနေတဲ့အချုံမကျဖြစ်သွားတာပါ။ တကယ်တော့မိုးရေကူကောင်းစိန်ကြောင်ရတဲ့ high fashion နေနဲ့ဆိုရင်ဘလုံးမကို line မမြောက်မိုက်ပါရင်ဂျိုင်းမင်းမြမယူရရွှေတဲ့နေကြတော့နန်းဆန်နေရင်ကြီးတဲ့နူးညံ့တဲ့ပုံစံမျိုးကတော့ပရိသတ်မျက်စိတဲ့အဆင်ပြေတာမဟုတ်လို့ဒီတစ်ခါတော့ fashion ရွေးချယ်မှုလွင်မသွားတယ်လို့ဆိုရမှာပါပရိသတ်တွေကသူမအောင်မုံလို့ဝေဖန်တာမဟုတ်ဘဲသူမရဲ့လှောက်ပို့ပြီးတော့ပေါ်လွင်စေခြင်းနဲ့စေတနာနဲ့ထောက်ပြနေတာဖြစ်ပါရင်တကယ်တော့မိုးရေကူကမလှတာမဟုတ်ပါဘူးဂျိုင်းမင်းဒီကြောင့်မှတော့ make up ပြင်ဆင်မှုကအရန်ကိုရင့်လွန်းနေတယ်လို့ဟန်ပန်မူရကလည်းတဘာဝမကြမင်းနဲ့တင်းမာနေတာကိုတွေ့ရပါတယ် ရွှေတွေကများလုံးအားကြည့်တော့လူကရွှေပုံကြားမှာပြောက်ပြီးကြက်တည်ရရှိမဲ့စားကြည့်ရတာအိုက်ဆိုင်ဖြစ်နေပါတယ်ဝိမုံရွှေကိုကြတော့ရွှေတွေဘလောက်များများသရရဲ့အပြုံနဲ့လူတွေကိုဆွဲဆောင်နေစမ်းရှိရောလူရောရွှေပါတောက်ပသွားတာပေါ့ဒါကြောင့်ပရိသတ်တွေကမိုးရီကိုကရွှေဆိုင်ကြုံညာရရင်ဖွဖွေတို့ဝိမုံရွှေတို့လောက်မခံနိုင်ဘူးလို့ဆိုကြပါတယ်ဒါပြင်ဖက်ရှင်မားတွေကြောင့်မိုးရီကိုခွန်းသွားတာနောက်နောက်ဒီလိုပွဲမျိုးတွေဒီထက်ပိုပြီးတော့စံတက်တဲ့ကိုနဲ့လိုက်ဖက်မဲ့ပုံစံမျိုးတွေကိုရွေးချယ်တင်တယ်လို့လည်းဆိုကြတာပါ ဒီလွန်ချင်းနေမျိုးမှာတချို့သောပြိသက်တွေကလည်းရှိရွှေဆိုင်ကြောင်ကြောင်လောကရဲ့ထိပ်သီးတွေဖြစ်တဲ့ဝင်းမုံရွှေရင်နဲ့ဖွဲ့ဖွဲ့ရုံနဲ့နှိုင်းရှင်ပြောဆိုလာပါတယ်။ဝင်းမုံရွှေရင်ကြောင်ကြောင်ရဲ့ဝင်းချင်းစိတ်ပေါက်တယ်၊မိုးရီကိုကြောင်ကြောင်ရောကြောက်ချင်းစိတ်ပေါက်တယ်လို့တော့ပြိသက်တချို့ကစောင့်နောက်နေကြပါပြီ။ဒါဟာမင်းသမီးနှစ်ယောက်ရဲ့ရှိန်ဝမ်းနဲ့ presentation ကွာခြားချက်ကိုဆိုရမှာဖြစ်ပါတယ်။မိုးရီကိုကစီးပွားရေးလုပ်ငန်းရှင်တထင်းမာရေးပုံစံနဲ့တင်းငိန်လုံးနေချိန်မှာဝင်းမုံရွှေကတော့ fashion ကြကြဆွဲဆောင်မှုရှိရှိနဲ့ပြိသက်တွေကိုဖန်ဆွမ်းနိုင်စွမ်းရှိနေတာပါ။ မိုးရီကိုနေနဲ့နောက်နောက်ဒီလိုကြောင်ညာရင်းဟဲကူတဲ့အခါမှာသမိုင်းအာသာဂျက်တင်ငင်းမှုတွေကိုခင်မိတဲ့ style လေးတွေနဲ့ပေါင်းဆက်ပြီးတော့ပုံပေါ်ကောင်းမှုနဲ့ပုံစံမျိုးနဲ့ပြန်လာနိုင်ဖို့မျှော်လင့်နေရပါတယ်။ကဲပရိသတ်ကြီးရင်မိုးရီကိုရင်ရွှေဆိုင်ကြောင်ညာပေါ်ဘလို့မြင်ကြပါလဲ။ရွှေဆိုင်ကြောင်ညာဆိုရင်ဝင်းမုံရွှေကိုပဲစိုက်ဆုံးလားပရိသတ်တွေရဲ့မြင်လေးကို comment မှာဝင်အောင်ဆွေးနွေးပေးသားကြပါအောင်ရှင်။ကြည့်ရှုပါပြီးခင်ကြတဲ့ပရိသတ်တို့တောင်ချင်းစီကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။